ကျမရဲ့ကောင်းဖို့အတွက်ခက်ခဲတဲ့လေ့ကျင့်ခန်းတွေပဲလုပ်ဖို့လိုသလားမလိုပါဘူးရိုးရှင်းတဲ့လမ်းလျှောက်ခြင်းဟာအမခန်းအချိုးကျစုနေပေးနိုင်ပါတယ်နံပါတ်၁နှလုံးချမရဲ့ကိုကောင်းမွန်စေခြင်းလမ်းလျှောက်ခြင်းဟာသွေးပေါင်ခြင်းကိုထိန်းညှိပေးပြီးနှလုံးသွေးကြောစာရယောဂါတွေလေဖြတ်နိုင်ခြင်းကိုပါတိတိတတ်တာရောချပေးနိုင်ပါတယ်နံပါတ်၂စိတ်ဖိစီးမှုနဲ့စိတ်ကြယောဂါကိုရှော့ချပေးခြင်းလမ်းလျှောက်တဲ့အခါခန္ဓာကိုယ်ကနေ endorphins ဓာတုပင်စီတွေထွက်လာပါတယ် ဒီຢာတွေကစိတ်ကိုကြည်လန်းပျော်ရွှင်စေပြီးစိုးရိမ်ပူပန်မှုတွေကိုလျော့ချပေးပါတယ်။နံပါတ်3ကိုယ်အလေးချိန်ကိုထိန်းချိန်ရမှာထောက်ကူပြုခြင်းပုံမှန်လမ်းလျှောက်တာဟာမလိုအပ်တဲ့ကယ်လိုရီတွေကိုလောင်ကျွမ်းစေပါတယ်။ဒါကြောင့်အစီကျစေပြီးကြွက်သားထုကိုပါတိုးတက်စေပါတယ်။နံပါတ်4အရိုးအစစ်နဲ့ကြွက်သားများကိုတန်းမာစေခြင်းလန်းလျှောက်ခြင်းဟာအစစ်တွေအတွက်ဝတ်မပီစေဘဲအရိုးတွေကိုပုံမခိုင်းမရှိပါရဲ့။ဒါဟာအရိုးပေါ့ယောဂကိုကာကွယ်ပေးတဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။နံပါတ် ကိုကန်အားကိုမြင့်တင်ပေးခြင်းလမ်းလျှောက်တာကသွေးလည်ပတ်မှုကိုကောင်းမွန်စေလို့ကိုကန်အားစနစ်ပုံမအားကောင်းလာပါတယ်ဒီတော့အေးမီသူတကွေးလို့ယောဂတွေကိုအလွယ်တကူမကူးဆန်နိုင်တော့ပါဘူးဒီလိုအချိုးကျစုတွေရဖို့အတခက်ခက်ခဲခဲလုပ်ဆရာမလိုပါဘူးနေ့စဉ်မိနစ်30လောက်သာအချိန်ပေးပါဓလိကာစာလေကားကိုတုံးပါနေ့လည်စာစားပြီးနောက်လမ်းလျှောက်ပါအချိန်မြင့်ပြီးတကြွားစီလမ်းလျှောက်ပါကဲတင်းရဲ့ဘဝအရေးပေးကိုမြင့်တင်ဖို့ကျမ်းမာပျော်ရွှင်ဖို့အတွက် ဒီနေ့ပဲ finance ပြီးလမ်းလျှောက်ခြင်းကိုစတင်လိုက်ပါ။သင်ရဲ့ငွေချင်းတွေကိုလည်းဒီအကျိုးကျေးဇူးတွေကိုမျှဝေပေးဖို့မမေ့ပါနဲ့နော်။ကြီးစုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။